အာဆနယ်ကအချိန်ဆွဲပြီးအနိုင်ယူသွားတာလို့ဆွဆွဲလိုက်တဲ့ Slavia Prague အသင်းပရိသတ်များရှင် Slavia Prague အသင်းကအင်္ဂါနေ့ညက Champions League ပွဲစဉ်မှာဒုံကိုပြနဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်အာဆနယ်အသင်းကိုအချိန်ဆွဲကစားသွားတယ်လို့ပြောဆိုပြီးတော့ဝေဖန်လိုက်ပါတယ်။နေပြမီခဲလ်အာဒီတာရဲ့အာဆနယ်အသင်းက ဂျီယာဒီချန်ပီယံလိမာလေးဝဲစတိုက်အနိုင်ရရှိခဲ့ပြီးတော့ဘူဂရိုစာဂါကပင်နဒီကနေပြီးတော့အဖွင့်ကိုကိုသွင်းယူခဲ့ပါတယ်ဒုတိယပိုင်းမှာတော့မီခဲလ်မယ်ရီနိုကနှစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်ဒါပြင်အာဆနယ်အသင်းက1903ခုနှစ်ကစံချိန်တစ်ခုကိုလိုက်မိခဲ့ပြီးတော့ရှစ်ပွဲစတိုက်ဂိုးမပေးရခြင်းဆိုတော့အသင်းစံချိန်ကိုလည်းပြန်ပြီးတော့ချိုးဖျက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းစလာဗီးယားအသင်းကောင်းဆောင်လူကတ်စ်ပရိုဘော့ကတော့ကွဲလှယ်တိုင်လူကြီးဟာဒုတိယပိုင်းမှာအာဆနယ်ကိုအချိန်ဆွဲဖို့ခွင့်ပြုပေးခဲ့တယ်လို့ယုံကြည် ည်နေပါတယ်။ Pro Ball ကအာဆင်နယ်ဟာပြစ်ဒဏ်ဘောခံဖို့အတွက်အချိန်အများကြီးယူတတ်တယ်ဆိုတာကျွန်တော်တို့သိပါတယ်။သူတို့ပွဲကိုဥဆောင်နေတုန်းကဘယ်နေရာမှာမှအလင်းစလုံးမလုပ်ခဲ့ပါဘူး။ဒါလူကြီးကလည်းသူတို့ကိုအလင်းစလုံးလုပ်ဖို့တောင်းအပ်ခဲ့ခြင်းမရှိပါဘူးဆိုပြီးတော့ပြောဆိုခဲ့ပါတယ်။ဆက်လက်ပြီးတော့လည်း Pro Ball က Gabriel Manga Hayes ရဲ့ခေါင်းတိုက်ချက်ကသူ့ရဲ့လက်ကိုထိမှန်ပြီးတော့ penalty ပေးဖို့အဆုံးဖြတ်ခဲ့တဲ့အဇာဘိုင်ဂျန်ဒိုင်လူကြီးအလီယာအာဂါယက်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာလည်းပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ကျွန်တော်က ဂါဘရီယယ်ကိုထိနေရတာပါဒါကအခက်ခဲတဲ့အလုပ်ဖြစ်လို့သူ့ကိုကာကွယ်ဖို့အတွက်ကျွန်တော်တရားရဂိုင်းလုံးအာယုံစိုက်ထားခဲ့ပါတယ်ဘလုံးကသူ့ခေါင်းကနေပြီးတော့ကျွန်တော်ခေါင်းကိုလာမှန်ပြီးတော့မှကျွန်တော်လက်ကိုထိသွားခဲ့တာပါ VAR ကဒါကိုပယ်ဖြတ်ပြီးမှမဟုတ်ဘူးလို့ကျွန်တော်တို့ထင်ခဲ့ပါတယ်ဒါကဖြတ်ချောင်းဖြစ်ခဲ့ပါ ဘောလုံးကကိုကောင်းကနေလက်ကိုထိတဲ့အခါစီးမြပါလဲဆိုတာကျွန်တော်တိတိကျမသိပါဘူး။ကံမကောင်းစွာနဲ့ပဲဒါဟာပယ်နတီဖြစ်သွားခဲ့ပါတယ်။ပထမဆုံးအချိန်မှာတော့ဒိုင်လူကြီးကကျွန်တော်ဒါဟာဂဗရီယဲခေါင်းကနေကျွန်တော်လက်ကိုထိသွားတာလို့ပြောခဲ့ပါတယ်။ဒါကမမှန်ကန်ပါဘူးဆိုပြီးတော့ provol ကပြောဆိုသွားခဲ့ပါတယ်။ Slaviani ပြ Gendrich Tripisovski ကလည်းအဲ့ဒီဖြစ်ရတဲ့ပတ်သက်လို့အခုလိုပဲပြောဆိုသွားခဲ့ပါတယ်။ ဒိုင်လူကြီးကတာဟာပကုံးထက်မှာလက်ရှိနေတာကြောင့်ပင်နီဒီပေးရလို့ကျွန်တော်တို့ပြောခဲ့တယ်။ Pro Ball ကတော့သူပထမဆုံးဘောလုံးကိုခေါင်းနဲ့ထိလိုက်ပြီးတော့မှလက်ကိုထိရလို့ပြောခဲ့ပါတယ်။လက်ကပကုံးအထက်မှာမရှိရင်အဲ့ဒီစီးမင်းကအကျုံးမဝင်ဘူးဆိုပြီးတော့ပြောဆိုခဲ့ပါတယ်။ Pro Ball ကအာဆင်နယ်ရဲ့အချိန်ဆွဲမှုအပေါ်မကြေမနက်ဖြစ်ပေမဲ့အာဒီတာရဲ့အသင်းကိုတော့ချီကျူးစကားပြောဆိုသွားခဲ့ပါတယ်။သူတို့ကကမ္ဘာပေါ်မှာအကောင်းဆုံးအသင်းမဟုတ်ရင်တောင်အကောင်းဆုံးအသင်းတွေရတဲ့အသင်းပါပဲ။ တို့မှာအရေးအသွေးတွေအများကြီးရှိရင် Premier League မှာပွဲတွေကိုတို့ဘယ်လိုအနိုင်ရနေလဲဆိုတာကျွန်တော်တို့မြင်တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ဘက်ကတော့အဲ့ဒါကိုညံဖျင်းစွာနဲ့မဖြေရှင်းနိုင်ခဲ့ပါဘူး။ရှာလက်ကတော့ကျွန်တော်တို့အတွက်ရက်ဆက်လုံးပါတယ်။သူတို့အခွင့်အရေးသိပ်ပြီးတော့မဖန်တီးနိုင်ခဲ့ပါဘူး။ကျွန်တော်တို့တက်ကြွခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ပင်ကိုစွမ်းရည်ပြနိုင်ခဲ့ပါတယ်ဆိုပြီးတော့ Probo ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။